ချင်းပြည်ဖားကန်းမြို့နယ်မှော်စီစာမရှိတဲ့ဒေသခံလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းသုံးဆယ်ရန်ရီကိုစစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့လောက်ကန့်ပြည်သူစစ်တပ်ဖွဲ့တွေကမနေ့ဇွန်လ10ရက်နေ့ညနေမှာမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာသူတို့နဲ့ညီနိုင်လို့မရတဲ့လုပ်ငန်းရှင်တွေရဲ့ဆယ်ရန်ရီအများအပြားကိုမိရှို့နေတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီအကြောင်းကိုသိရှိထားသူဒေသခံတအူးကကိုစောင်းနိုင်သေးဆိုင်နဲ့ကိုမင်းနိုင်ဆိုဆိုင်တွေကိုဝင်ရှို့တာဗျာ။ ကိုဇွန်နိုင်ထိဆိုင်ကြတော့သွားရှုလိုက်ပြန်လာလိုက်ပြီးရင်ပြန်သွားရှုလိုက်ပြန်လာလိုက်နဲ့ရှုတော့ကိုမင်းနေဆိုဆိုင်ကတော့နိုင်ဝက်လောက်လောင်းတဲ့အထိရှုတယ်မိရှုပီယာနဲ့သူတို့ထွက်သွားတယ်လို့ CJ platform ကိုပြောပါတယ်ကိုမင်းနေဆိုဆိုင်ရှိစေရင်းတွေတွေကိုမိရှုပီးပြန်သွားချိန်မှာဝန်ထမ်းတွေကမြေတူးဆက်တွေနဲ့သဲတွေကုတ်ခါမိငိန်ကြသလိုရေတွေပက်မိငိန်ခဲ့ကြတယ်လို့သူကဆက်ပြောပါတယ် ဖားကန်းရှိကြောက်ကလုတ်တွေထဲမှာတရုတ်နိုင်ငံကုမ္ပဏီတွေနဲ့ပူးပေါင်းလုပ်ကင်တဲ့ကုမ္ပဏီတွေအပြင်တိုင်းရင်းသားလက်နက်ကင်တွေဖြစ်တဲ့ MNDAA နဲ့ Water ဖွဲ့ရဲ့စီးပွားရေးတာဝန်ခံတွေလုတ်ကင်နေတဲ့ကြောက်လုတ်ွက်တွေလည်းရှိနေပါတယ်။အဲ့ဒီလုတ်ွက်တွေကတော့စက်ကောင်စီတပ်ဖွဲ့ဝင်တွေကဟောင်းနှံပြီးအကုန်ကြတတ်တာနိုင်မဲ့စက်ရင်းရောင်းတွေကိုအနှဲငယ်ရွေးထုတ်ကမှန်ရိုက်ခွဲတာမိရှိုရာတွေအထက်ကိုတင်ပြနိုင်မှု15မိနစ်ခန့်မှတ်တမ်းယူပြီးပြန်ထွက်သွားတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။ MNDA နဲ့ဝါကဟာကိုအရှုပ်ပဲပြတာကာဆုပ်ဘဟုအဆုပ်တွေအဆုံးခံနိုင်မဲ့ဟာတွေမီးရှို့မဲ့နေရာဂျိုဒင်ရွှေခိုင်းထားတာနှစ်စီလောက်အဲ့ဒါတွေကိုရှို့တဲ့မှတ်တမ်းယူတာအထက်ကိုပြန်တင်ရမှာမို့တဲ့သူတို့ဝင်မဲ့ကုမ္ပဏီတွေကိုဂျိုဒင်တောင်ပြောထားတာရှိတယ်လို့ဒေသခံတအူးကလည်း CJ platform ကိုပြောပါတယ်ဖာကန်မျိုးနဲ့ရှိ မော်စီစာမှာဒေသခံတွေရဲ့စာရသေးလောက်ွက်တွေစီမှာလဲရာဇာဌာနနဲ့မြန်မာတကောင်စားတဲ့ Water ဖွဲ့ UWSA ရဲ့စီးပွားရေးတာဝန်ခံတွေလောက်ကနေတဲ့ကုမ္ပဏီတွေရှိနေလို့သိရပါတယ်။စစ်ကောင်းစီတပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကလည်းမြန်မာမျိုးသားဒီမိုကရက်တစ်တပ်မတော် MNDAA ရဲ့စီးပွားရေးတာဝန်ခံပိုင်ဆိုင်ထားတဲ့တစ်သုံးလုံးကုမ္ပဏီပိုင်းပဟိုတစည်းနဲ့မြေသိကနှစ်စီးကိုမီရှိုဖြက်စီခဲ့တယ်လို့ကင်တဲရီကိုပါမီရှိုခဲ့ပါတယ်။စက်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမော်စီကျေးရွာဖျားကုန်းမှာအထိုင်ကျတဆွဲထားပြီး ကျောင်းလုံးခွေတီရှိဆယ်ရန်များတွေကိုအထက်ကညွန်ကြားတဲ့အချိန်တိုင်းဆင်းလာပြီးမီးရှို့ရှို့နေတယ်လို့ဒေသခံတွေရဲ့ပြပြချက်အရသိရပါတယ်။ဒါအပြင်ကျောင်းလုံးခွေတွင် အသုံးပြုတဲ့လုပ်ငန်းသုံးရန်ကိုတောင်တွင်နဲ့ရန်တင်ဆောင်ထားတဲ့ကားတွေကိုပါပုံနှိချတိုက်ခိုက်လို့ဒေသခံ၁၀ဦးထပ်မင်းနဲ့တေဆုံခဲ့ရပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။